ခုမြင်တွေ့နေရတာတော့ဆောင်းရာသီစာကလည်းပဲရွက်ပဲဖြစ်ပါလေဆောင်းရာသီစာကလည်းပဲရွက်အမှုလေးကိုသူတို့အဖျားလေးတွေခိုးပြီးတော့ညညချက်တော့ကြတာရှိတယ်လို့တချို့ကတော့ကြော်စားကြပါလေကြောက်လေးနဲ့ကြော်စားတယ်တချို့ကကြတော့ညညကြိုတော့တယ်ရှမ်းစားလို့လည်းကောင်းပါလေဒါပေမဲ့မရှင်ချက်စားပေါ့ဗျာရင်တော့ကြက်တယ်တောက်လို့ရတော့ အရန်ပေါက်လို့ကောင်းတဲ့ကလေးပဲရွက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကလေးပဲပြင်ကလေးပဲပြင်ဆိုတာမမြင်ဘူးတဲ့မိစွေတို့မြင်ဘူးတဲ့ရှီအောင်လို့တင်ဆက်ပြရခြင်းဖြစ်ပါတယ်ဒါကလေးပဲပြင်ပဲဖြစ်ပါတယ်ဟိုကဆောင်းရဲ့နင်းတန်းနဲ့သူတို့ကရှင်းတန်းကြီးထွားတာပဲဖြစ်ပါတယ်ရီလောင်းစရာမလိုပါဘူးအဆောင် မြင်နေရင်ဖြစ်တဲ့မိဘဲပဲမှာ